နောယထာတို့ဘယင်းနောင်တို့အလုံးမင်းတရားတို့ကြံဆက်သားတို့ဗန္ဓုလာတို့ဆိုတဲ့ဘယင်းရဲ့အကြောင်းဟာလက်ရှိသင်္ကန်းစာတွေထဲမှာဘယ်လိုရထားလဲဆိုတော့ကလေးတွေအတွက်အင်မတန်ဆိုးကျိုးများပြီးတော့အသိဉာဏ်ပိုင်းနဲ့စိတ်ပိုင်းဆံရတွေကိုအန်ဒီများစေတဲ့အကြောင်းအရာအမှားတွေကိုကြောင်းတောင်းတမိုင်းစာအုပ်တွေမှာရေးသားထားတာတွေ့ရပါတယ်ဒီရှင်ဘီတွေအားလုံးဟာတမိုင်းမှာကိုးကွယ်စံထားထိုက်တဲ့ဟီးရိုးတယောက်လည်းမဟုတ်ပါဘူးအဲဒါမဲ့ဒီလက်ရှိကျွန်တော်တို့ဒီကြောင်းစာတွေမှာရေးထားတာကတော့ ဟီးရိုးတယောက်လို့ပေါ့တကယ်သူရဲကောင်းတယောက်လို့ရေးသားထားပြီးတော့တကယ်အရှိတရားသမိုင်းကိုကြတော့ဖုံးကွယ်ရေးသားထားတာကိုပဲကျွန်တော်ဖတ်ခဲ့ရပါတယ်။သူဟာသူနေပြီးတော့အာနာသိမ့်တာမင်းငါတို့နဲ့ဘာဆိုင်နေဆိုတဲ့လူမျိုးတွေလည်းရှိကြပါသေးတယ်။အဲ့တော့ဒီလိုလူမျိုးတွေဟာဘာကြောင့်ဒီလိုပိုပေါက်လာရတာလဲဆိုရင်ကျွန်တော်ငငယ်ကလေးကပဲသမိုင်းအမားတွေကိုသင်ခဲ့ကြလို့ဖြစ်ပါတယ်။အဲ့တော့ဒီလိုသမိုင်းအမားတွေမှာဒီလူကဒါကတော့အာနာရှင်ဆန်းတဲ့ဒါကတော့အာနာရှင်မဆန်းဘူးဒါကတော့ငါတို့ဘလို့ဘလို့လောက်ရမယ်ဆိုတဲ့ အာဆန်ချင်းဆန်ညှိုးလေးတွေနဲ့တင်ယုံညှိုးတန်းလေးတွေကိုရေးဆွဲပြီးတော့တင်ကြပို့ရှာခဲ့မယ်ဆိုလို့ရှိရင်မင်းအွန်လိုင်းဆိုတဲ့ကောင်လဲအာနာသိမ့်လာမှာမဟုတ်တော့ပါဘူးအားလုံးပဲတာလီစားပါကိုရှေရှာနေရနဲ့ပြန်နေကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့တော့ကျွန်တော်တင်ပြပေးမယ့်ခေါင်းစဉ်ကဒီဘနာဒီဆရာဆရာမတွေနဲ့မိဖတွေတိထားတဲ့နဲ့ကျောင်းသုံးစာအုပ်တွေထဲကလွင်မနေတဲ့သမိုင်းအန်ဒီဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်တင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ပြီဒါဆိုကျွန်တော်တို့လက်ရှိပေါ့နော်ဒီကျွန်တော်တို့ငငေတုံးကလည်းသင်ခဲ့ရတယ်ဒီလက်ရှိသမိုင်းစာတွေထဲမှာပေါ့နော်အာကြခေါင်ယူရလောက်တဲ့သမိုင်းဝင်ခေါင်းဆောင်တွေဖြစ်တဲ့အနောယထာတို့ဘယင်နောင်တို့အလုံးမင်းတရားတို့ပေါ့နော်အာသူတို့တွေဟာဒါသမိုင်းမှာဒါတကယ်အာကြခေါင်ယူရလောက်တယ်ဆိုပြီးတော့ဒါသမိုင်းစာပေတွေမှာရေးထားရေးထားတာကိုကျွန်တော်တွေ့ရတယ်ဒီဟာလေးကျွန်တော်ကျောင်းစာမှာလည်းသင်ခဲ့ရတယ်အဲ့တော့ဒီဟာလေးတွေအကြောင်းကိုကျွန်တော်နည်းနည်းလေးပေါ့နော်ကျွန်တော်ရှင်းပြခြင်းနဲ့အဲ့တော့ဒီအာပေါ့နော်ဒီ ။ဆိုးဆိုးကကျွန်တော်ပြောပြခဲ့တဲ့ဒီလက်ရှိအနော်ယထာတော့ဘယင်းနောင်တော့အလုံးမင်းတရားတော့ကြံဆက်တာတော့ဗန္ဓုတာတော့ဆိုတဲ့ဒီဘယင်းရဲ့အကြောင်းဟာလက်ရှိသင်ခန်းစာတွေထဲမှာဘယ်လိုရထားလဲဆိုတော့ပေါ်တော့ဒီခလေးတွေအတွက်ဒီပုတ်ကဘယ်လိုခလဲအင်မတန်ဆိုးကျိုးများပြီးတော့အသိဉာဏ်ပိုင်းနဲ့စိတ်ပိုင်းဆံရတွေကိုအန်ဒီများစေတဲ့အကြောင်းအရာအမှားတွေဆိုတဲ့ဟာလေးတွေတာဆိုတဲ့ဟာလေးတွေကိုကျွန်တော်အနေနဲ့သုံးသပ်တင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီဒီနေ့နေပြီးတော့ဒီကျွန်တော်ပြောပြခြင်းနဲ့ဒီပုံဒီရှင်ဘင်းတွေအားလုံးဟာပုထုဇဉ်လူသားတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ လျှောက်ပြေကန်သေးလေးစဉ်ခဲ့တာတော့မဟုတ်ပါဘူးဆိုလိုတာကဒီအဲဘောနော်ဒီသမိုင်းကိုဒီဘောနော်ဒီလက်သမိုင်းမှာကိုးကွယ်စံထားထိုက်တဲ့ဟီးရိုးတယောက်လည်းမဟုတ်ပါဘူးအဲဒါမဲ့ဒီလက်ရှိကျွန်တော်တို့ဒီចောင်းစာတွေမှာရေးထားတာကတော့ဟီးရိုးတယောက်လို့ဘောနော်တကယ်သူရဲကောင်းတယောက်လို့ရေးသားထားပြီးတော့တကယ်အရှိတရားသမိုင်းကိုကြတော့ဖုံးကွယ်ရေးသားထားတာကိုပဲကျွန်တော်ဖတ်ခဲ့ရပါတယ်သင်ခဲ့ရပါတယ် ဲ့တော့ဒီအဲ့ဒီမှာနေအနော်ရထားရဲ့ခုံစံထဲမှာဆိုလို့ရှိရင်အနော်ရထားမင်းဟာခုံဆောင်ကောင်းတယောက်ရဲ့အရေးရှင်နဲ့ပြစ်ဆောင်တဲ့သူတယောက်ဖြစ်ပြီးတော့အဲတကွေးတပြားဖြစ်နေတဲ့နိုင်ငံငွေငွေတွေကိုပထမအကြိမ်စူးစိနိုင်ခဲ့တဲ့ဘရင်တပားဖြစ်တဲ့အကြောင်းကိုဒီအကြောင်းစာတွေမှာရေးသားတင်ယူခဲ့ကြပြီးတင်ယူခဲ့ကြရမှာပါအကျွန်တော်လည်းဒီလိုပဲတင်ယူခဲ့ကြပါတယ်ဒါမဲ့လက်ရှိနေပြီအဲ့ဒီရှိန်တော့ကနေပြီးအနော်ရထားမဲ့တီထောင်ခဲ့တဲ့ဒီပထမမြန်မာနိုင်ငံတော်ဟာကျေဝန်းပြီးတော့အေဂျန့်တာရတဲ့နိုင်ငံဖြစ်ခဲ့တယ်ဆိုပြီးတော့လေဒီចောင်းတောင်းတမိုင်းစာအုပ်တွေမှာရေးသားထားတာတွေ့ရပါတယ် တကယ်တော့တကယ်တော့ဗောနော်ဒီအဲ့ဒီမှာအနော်ရထားမဲအနော်ရထားမဲစူးစီးခဲ့တဲ့နိုင်ငံတွေကတကွေးတပြားစီဖြစ်နေတဲ့ပုံစံမျိုးမဟုတ်ပါဘူးသူ့နိုင်ငံမှာသူ့ဥပဒေနဲ့သူ့ရဲ့အာဗောနော်ဒီသူ့နိုင်ငံရဲ့ဒီမူဝါဒတွေနဲ့သွားနေတဲ့နိုင်ငံတွေသာဖြစ်ပါတယ်အေဂျင့်ဆိုပါဗောနော်ဒီတည်ရှိနေခဲ့တဲ့နိုင်ငံတွေဖြစ်ပါတယ်အဲ့ဒီလိုတည်ငြိမ်အေဂျင့်နေတဲ့နိုင်ငံငယ်တွေကိုနေရှိဖို့ကျူးကျော်ဖို့တိမ့်ပိုက်ခဲ့ခြင်းသာဖြစ်ပါတယ်ခင်ဗျာ ဲ့တော့ဒီအဲ့ဒီအဲ့ဒီရှိန်တော့ကနေပြီးတော့အဘောတော့ဒီအဘလိုခေါ်မလဲသူတို့ဒီလို နေရှိဖို့ပေါ်တော့ဒီလိုကျူးကျော်သိမ့်ပိုက်ကြခြင်းဒါဖြစ်ပြီးတော့အာတကယ်တကယ်ကဒါညင်းညင်းကြဲကြဲနဲ့သူတို့ CCO ဘယ်လိုခေါ်ဖို့လဲအာဘောတော့စီယောင်းခဲ့တာတော့မဟုတ်ပါဘူးအဲ့တော့ဒီကျွန်တော်တမိုင်းကြောင့်ပြန်ပြန်ပြီးထားအောင်ဆိုလို့ရှိရင်ဒီမြန်မာပြည်ကိုအင်္ဂလိပ်တွေသိမ့်ပိုက်သိမ့်ပိုက်တုန်းကလည်းနေပြီးအဲ့ဒီမှာကိုလိုနီနေရှိတွေကဘယ်လိုအကြမ်းဖက်ပြီး ဘလို့မတရားကျူးကျော်သိမ့်ပိုက်ခဲ့လဲဆိုတဲ့ဟာကိုတမိုင်းဆရာတွေကအခြေတဝဲတော့ရေးပြိုးဆိုရေးသားခဲ့ပါတယ်ဒီသဘောတရားအတိုင်းပဲအဲ့ဒီရှိန်တော့ကဒီအမ်လက်ရှိအနောယထာမဲလက်ထက်တော့ကနေပြီးတော့ဒီပေါ့နော်တိုင်းရင်းသားနိုင်ငံတွေကိုအဲပေါ့နော်သိမ့်ပိုက်တဲ့ခါမှာဘာလဲဆိုတော့ဒီအမှန်တရားကိုဖုံးကွယ်ပြီးတော့သူတို့ရေးထားတယ်ဘာလို့ဘယ်လိုရေးထားလဲဆိုတော့ဒီဒီသူတပားနိုင်ငံငယ်တွေကိုမတရားကျူးကျော်အကြမ်းဖက်သိမ့်ပိုက်ခဲ့ပြီးတော့ နိုင်ငံငယ်တွေကလည်းမညီညွတ်လို့ပေါ့နော်ဒီတကွေးတပြားဖြစ်နေလို့စီယုံခက်တလိုမျိုးပေါ့နော်ဒီတမိုင်းစာပေတွေမှာဖုံးကွေပြီးတော့အမှန်တရားကိုဖုံးကွေပြီးတော့ရေးသားထားတာကိုကျွန်တော်သိင်ခဲ့ရပါတယ်အဲ့တော့ဒီလိုကျူးကျော်သိမ့်ပိုက်မှုတွေကိုဖုံးကွေထားတဲ့ပုံစံကဘာလဲဆိုတော့ကနိုင်ငံငယ်တွေကိုငြင်းချမ်းစွာစူးစီးခဲ့တလို့လို့ရေးသားထားတဲ့လောက်ရဒီလောက်ရဟာသူရေးကောင်းစံတဲ့လောက်ရလို့ထက်သွင်းတင်ကြားခဲ့ရတာကိုတင်ကြားခဲ့မှုပါတယ် အဲ့တော့ဆိုတော့ကကြတော့ဒီတကက်သမိုင်းအရှိတရားမှာတော့ဒီဖြစ်ရတွေဟာအာပေါ့နော်ဆက်မဲ့တိုက်ခိုက်မှုကျူးကျော်သိမ့်ပိုက်မှုအရှားတိုင်းရင်သားဒေသတွေနဲ့အင်အားနေတဲ့နိုင်ငံတွေကိုအနိုင်ကျင့်ရှုပ်ကင်ခဲ့ခြင်းသာဖြစ်ပါတယ်အဲ့တော့ဒီသမိုင်းအထောက်အထားအရကြည့်ရမယ်ဆိုလို့ရှိရင်အနော်ယထာမင်းဟာတထောင်ပြည်ကို AD 1059ခုနှစ်မှာစတင်သိမ့်ပိုက်ခဲ့ပါတယ်အကြောင်းပြချက်ကတော့တထောင်ပြည်မနုဟာ ကဘောနော်တထောင်ဘယင်မနုဟာကနေပြီးတော့ဗုဒ္ဓကျမ်းစာတွေကိုပေးပို့ဖို့ငင်းဆန်ခဲ့တဲ့အတွက်သိမ့်ပိုက်ခဲ့တယ်ဆိုပြီးတော့အာဒီကျွန်တော်တို့တမိုင်းကျောင်းစာတမိုင်းတွေမှာအာကျွန်တော်သင်ချက်မှတ်ယူခဲ့ရပါတယ်အမှန်တကယ်ကတော့ဒီသိမ့်ပိုက်ကျူးကျော်ဆက်ဟာအယုတ်ဆုံးအကြီးတန်တဲ့ရက်ဆက်မှုတွေဖြစ်ခဲ့တဲ့အပြင်ဒီမနုဟာဘယင်နဲ့မွန်လူမျိုးပေါ့နော်ဒီမွန်လူမျိုးအတက်ပညာရှင်တွေနောက်ပြီးလို့ရှိရင်ဒီမွန်ယဟန်နဲ့ပညာရှင်တွေကိုပုဂံတွေကိုအတ္တမ ဖမ်းဆီးခိုးဆောင်ခြင်းကိုခံခဲ့ရပါတယ်။ဒါကြောင့်မို့လို့ဒီမွန်ရင်ကျေးမှုမွန်စာပေဟာမွန်ပြည်နယ်မှာမှင်းမိန်သွားပြီးတော့ပကံပြည်ကြီးမှာတော့အာအလွန်ဘောနော်ဒီထုံးလင်းတောက်ပါခဲ့တာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်။အဲ့တော့ဒီနောက်ပိုင်းမှာဒီဘောနော်ဒီလက်ရှိအနော်ရထားမဲ့နောက်ပိုင်းမှာတပဲရွှေထီနိုင်အတက်လာတယ်။အဲ့ဒီမှာဒီအဲ့ဒီမှာတပဲရွှေထီနိုင်ရဆန်တဲ့အခါမှာအဲနိုင်ရဆန်ပြီးတဲ့နောက်ပိုင်းမှာရောက်ဖွားဖြစ်သူဘရင်အောင်ကလည်းရှင်ဘရင်ဖြစ်လာပြီးတော့ဒုတိယအကြိမ် မြန်မာနိုင်ငံကိုတီထောင်ခဲ့တဲ့ဘရင်လို့လဲထင်ရှားလာခဲ့တဲ့ဟာကိုထင်ရှားလာခဲ့တယ်ဆိုပြီးတော့တမိုင်းစာပေတွေမှာရေးသားထားတာတွေ့ရပါတယ်အဲ့တော့ဒီအဲ့ဒီမှာအမှန်တကယ်တော့တပင်ရွှေတိဟာလောက်ကျန်တက်ပြက်ခံရပြီးတဲ့နောက်ပိုင်းမှာအာတိုင်းပြည်ဟာပုံကံမှုများစွာဖြစ်ပေါ်လာခဲ့တယ်။ဘာကြောင့်လဲဆိုတော့အာဒီတိုင်းရင်းသားနိုင်ငံတွေပေါ့ဗျာအဲ့ဒီချိန်တော့ရခိုင်နိုင်ငံတို့ရှင်းနိုင်ငံတို့ကရင်နိုင်ငံတို့အာဒီလိုနိုင်ငံငယ်တွေကသူတို့လွတ်မြောက်လွတ်မြောက်ကြောင်းအတွက် ပြန်လည်ပြီးတော့တိုက်ခိုက်လာကြတာဖြစ်ပါတယ်အဲ့တော့ဒီလိုပြန်လည်ပြီးတော့တိုက်ခိုက်လာကြတဲ့အတွက်ကြောင့်အဲအဲ့ဒီမှာနေပြီးတော့ရဲ့နောင်ဟာဘာလို့ ਆ လဲဆိုတဲ့ခါအာဘောတော့ဒီပြန်ပြီးတော့အာစိုးမိုးမှုရဖို့အတွက်ကိုလည်းပြန်လည်ပြီးတော့တိုက်ခိုက်ခဲ့တာကိုလည်းကျွန်တော်တမိုင်းမှတ်တမ်းလေးမှာကျွန်တော်တို့ဒီကျောင်းစာတမိုင်းတွေမှာဖတ်ရပါတယ်အဲ့တော့ဒီလိုနိုင်ငံငယ်တို့ထိန်းချုပ်မှုရနိုင်ဖို့အတွက်ကြမ်းတမ်းတဲ့စစ်ပွဲတွေကိုဆင်နွှဲပြီးတော့သူ့ကိုယ်သူဘရင်အဖြစ်ကိုလည်းကြုံညာခဲ့ခြင်းသာဖြစ်ပါတယ်။အဲ့တော့ အဲ့ဒီရှင်တော့ဘယက်နောင်ဟာနေပြီးတော့ဒီပေါ့နော်ဒီအဲဘယက်နောင်ဟာအဲ့ဒီရှင်တော့ကနေပြီးတော့အင်တာမပေါ့နော်ဒီကြမ်းတမ်းတဲ့စက်ပွဲတွေကိုပဲဆင်နွှဲကြတာဖြစ်ပါတယ်ဒါပေမဲ့ចောင်းစာတမိုင်းမှာပုံဖို့ရေးသားထားတာကတော့အတိုင်းရင်သားစီလုံးညီညွတ်ရေးကိုဆောင်ရွက်ခဲ့တာကြောင့်ဘယက်နောင်ကိုတိုင်းရင်သားအားလုံးကရှစ်ခင်လေးစားကြတယ်ဆိုပြီးတော့အဲရေးထားတာတွေ့ရပါတယ်အမှန်တကယ်ကတော့ဘယက်နောင်ကိုတိုင်းရင်သားအားလုံးကရှစ်ခင်လေးစားကြတယ်ဆိုတော့မမှန်ပါဘူးအမှန်တကယ်ကဘယက်နောင်ဟာနေမြေရှစ်ခင်ဖို့အတွက် ကြမ်းတမ်းစွာဆက်စင်ရေးကိုပြုလုပ်ခဲ့ခြင်းသာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်အနေနဲ့တက်တဲ့တစ်ခုတင်ပြရမယ်ဆိုရင်ဘရက်နောင်ဟာနေမြရှစ်ထွန်ဖို့အတွက်မွန်ဒေတာဖြစ်တဲ့ဟန်တာဝတီပြည်ကိုပြည်ကိုစစ်တိုက်သိမ်းပိုက်ခဲ့တဲ့အပြင်ရှမ်းပြည်နယ်မှာလည်းရှမ်းကောင်းဆောင်တွေကိုအညက်ခံစေတဲ့သူတို့ရဲ့သားသမီးတွေကိုလည်းဒါဇာခံအနေနဲ့အဲဇာခံပေါ့နော်ဇာခံအနေနဲ့အာပေးပို့စေခဲ့ပါတယ်အဲ့တော့ဒါအပြင်ဗရက်နောင်ဟာဒီရခိုင်နိုင်ငံကိုလည်းစစ်ရှိသိမ်းပိုက်ဖို့စ조사ခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး အဲ့တော့အဲ့ဒီရှင်တော့အဲ့ဒီရှင်တော့အယုတ်တရားပြီဒီအာဘောနော်ဒီကျွန်တော်တို့ရှင်းမိုင်ပေါ့အာရှင်းမိုင်ပြီနဲ့ရှင်းမိုင်ပြီပေါ့နော်ရှင်းမိုင်ပြီနဲ့အယုတ်တရားကိုပါအကြိမ်ကြိမ်ဆက်ရှိသိမ့်ပိုက်ခဲ့ပါသေးတယ်အဲ့တော့ဒီလိုဒီလိုဒီအာဘောအဲ့ဒီရှင်တော့နေပြီးတော့နောက်တစ်ခုကကြားတဲ့ခါမဏိပူရအိန္ဒိယကိုလည်းပဲဆက်ရှိသိမ့်ပိုက်ခဲ့ပါသေးတယ်ဆိုတော့ခါဒီဟာတွေအားလုံးကចောင်းစာမှာရေးသားထားသလိုငြိမ်းချမ်းစွာစီအောင်ခဲ့ခြင်းမဟုတ်ပါဘူး ဒီကြမ်းတမ်းတဲ့စစ်မဲ့တွေနဲ့သိမ်းပိုက်ခဲ့တာဖြစ်လို့လူမျိုးစုတွေကအနိုင်ကျင့်အာခံခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘေးနိုင်ငံဘေးတိုင်းရင်းသားကမှလည်းသူ့ကိုရှစ်ခင်လေးစားမဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီခက်ကာလကဘရင်တော်သိမ်းပိုက်ခဲ့တဲ့အာဘောနော်ဒီဘရင်တော်သိမ်းပိုက်ခဲ့တဲ့နိုင်ငံတွေကလည်းဘရင်တော်နေရှစ်ကိုအခွင့်အရရတယ်လို့လွတ်မြောက်ဖို့တူတူပြန်လေတိုက်ခိုက်ကြိုးစားကြမှာအသေးချာပါပဲခင်ဗျာဒါကြောင့်မို့လဲဘရင်တော်သိမ်းပိုက်ရှစ်ခင်ခဲ့တဲ့ empire ဟာနှစ်၄၀လောက်ပဲ ခံပြီးတော့ပေါ့နော်ဒီနှစ်လေးစလောက်ပဲကြာပြီးတော့ထပ်မှန်ပြီးတော့ပျော်ကွေးခဲ့တာကိုလည်းကျွန်တော်တွေ့ရပါတယ်အဲ့တော့ဒီလိုနေရှစ်ရှင်လို့စစ်မဲ့နဲ့စူးစီးအာပေါ့နော်ဒီစူးစီးသိမ့်ပိုက်မှုတွေဟာမကောင်းတဲ့မတရားတဲ့သိမ့်ပိုက်မှုတွေသာဖြစ်ပြီးတော့အာနာရှင်စနစ်သာဖြစ်ပါတယ်ဆိုတော့ခါဒီကျွန်တော်တို့တွေကဒီလက်ရှိနေပြီးတော့ဒီအာပေါ့နော်ဒီလက်ရှိအဲ့ဒီမှာအာနာရှင်အာနာရှင်ဆန်တဲ့ဘယင်းတွေအကြောင်းကိုသင်ရတဲ့ခါမှာ ကျွန်တော်တို့အရန်ဝမ်းနေစရာအာကောင်းတဲ့ဟာလေးလေးလေးပေါ့နော်အရန်ဝမ်းနေဖို့ကောင်းပါတယ်ပေါ့နော်ဒါမဲ့အသင်သားတော့ကောင်းပါတယ်သင်သားတော့သင်လို့ရတယ်ဒါပေမဲ့ဘေဟာမှတယ်ဘေဟာအမှန်အာဘယ်လိုလုပ်လို့ရှိရင်လူခွင့်ရရှိုးဖောက်နိုင်တယ်အဲဘယ်လိုမျိုးလူသားချင်းစာနာမှုရှိတယ်ဆိုတဲ့ဟာလေးတွေကိုသူတို့ကိုကျွန်တော်အဓိကနမူနာထားပြီးတော့ကလေးတွေကိုပညာသင်ကြားတဲ့ခါမှာအာပေါ့နော်ဒီသူတို့လိုမျိုးကြစ်ကြံဖို့မဟုတ်ဘဲနဲ့ ျို့လူသားအရှင်ရဲ့စာနာတက်ဖို့အဲတခြားလူတိုင်းရင်းသားလူမျိုးတွေအပေါ်မှာရင်းနှီးရှစ်ခင်စာနေထိုင်တက်ဖို့ဒါမျိုးလေးတွေကိုပဲကျွန်တော်သင်ကြားပေးသင့်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်ခင်ဗျဟုတ်ပြီဒါဆိုဒီကျွန်တော်တို့လက်ရှိဒီလိုသင်ခန်းစာယူစရာမရှိတဲ့သမိုင်းအမားတွေကိုဒါသင်ခံရလို့ရှိရင်ဒီသိမ့်ပိုက်ခံရသက်ဖြတ်ခြင်းခံခဲ့ရတဲ့ဒီအနိုင်ကျစ်ခံခဲ့ရတဲ့သူတွေကိုကိုချင်းဟိုဘောနာဘယ်လိုကမလဲကိုချင်းမစာနိုင်တဲ့ကိုချင်းစာဖို့ဆိုတာတရားမတက်ကြတော့မှမဟုတ်ပါဘူး အဲ့တော့ဆိုလိုတာကဒီလိုဖိနှိပ်ရှုပ်ရှင်မှုတွေကိုပုံမှန်လိုပဲလူတွေကမြင်လာကြပါလိမ့်မယ်။ဒါကြောင့်လဲဘေသူကမတရားပဲအာမတရားအာနာသိမ့်သိမ့်ကိုနဲ့မဆိုင်သလိုနေနိုင်ကြတာဟာဒီကနေ့ကျွန်တော်တို့ဒီသမိုင်းမှာကျောင်းကျောင်းစာတွေမှာသင်ခဲ့ရတဲ့ဒီသမိုင်းပညာတွေကြောင့်ဖြစ်ပါတယ်။အဲ့တော့ဆိုလိုတာကအာဘောတော့ဘေသူအာနာသိမ့်သိမ့်ငါတို့နဲ့မဆိုင်ဘူးဘောတော့အတချို့ဆိုလို့ရှိရင်လာကြသေးတယ်။ဘေသူပဲအဲဘေသူတက်တက်ဘေအစိုးရတက်တက် ကိုလုံးမကိုဆက်ရတာပဲဆိုတဲ့လူမျိုးတွေလည်းရှိကြပါသေးတယ်။အဘယ်အစိုးရပဲတက်တက်ငါတို့လုံးမငါတို့ဆက်ရတာ။အာသူဟာသူနေပြီးတော့အာနာသိမ့်တာပဲ။ငါတို့နဲ့ဘာဆိုင်လဲဆိုတဲ့လူမျိုးတွေလည်းရှိကြပါသေးတယ်။အဲ့တော့ဒီလိုလူမျိုးတွေဟာဘာကြောင့်ဒီလိုဖြစ်ပေါ်ပေါပေါက်လာရတာလဲဆိုရင်တို့တော့ငငယ်ကလေးကပဲတမိုင်းအမားတွေကိုသင်ခဲ့ကြလို့ဖြစ်ပါတယ်။အဲ့တော့ဒီလိုတမိုင်းအမားတွေမှာဒီလူကဒါကတော့အာနာရှင်ဆန်တဲ့ဒါကတော့အာနာရှင်မဆန်ဘူးဒါကတော့ငါတို့ဘလို့ဘလို့လောက်ရမယ်ဆိုတော့ အာဆန်ချင်းဆန်ညွှန်းလေးတွေနဲ့တင်ယွညွှန်းတန်းလေးတွေကိုရေးဆွဲပြီးတော့တင်ကြားပို့ချက်ခဲ့မယ်ဆိုလို့ရှိရင်မဲအွန်လိုင်းဆိုတဲ့ကောင်လဲအာနာသိမ့်လာမှာမဟုတ်တော့ပါဘူးအဲ့တော့မဲအွန်လိုင်းကိုတိုင်ကလည်းဒီတမိုင်းအမားတွေကိုတင်ခဲ့ရတယ်အဲ့တော့သူလဲအာနာယူလာတယ်အဲ့တော့ဆိုလိုတာကဒီဒီလိုတမိုင်းအမားတွေကိုရှစ်ဆက်ပြီးတော့တင်နေအောင်မယ်ဆိုလို့ရှိရင်နောက်ထပ်နောက်ထပ်အာနာယူတွေကလည်းဆက်လက်ပြီးတော့ပိုပေါက်နေအောင်မှာဖြစ်ပါတယ်ဒါကိုလဲကျွန်တော်တစ်ချက်သုံးသက်အာ အဲကျွန်တော် အနေနဲ့သုံးသပ်တာပါခင်ဗျအဲ့တော့ကျွန်တော်အနေနဲ့နောက်ထပ်ဆက်ပြီးတော့သုံးသပ်ရမယ်ဆိုလို့ရှိရင်ဒီလိုတမိုင်းအမားတွေကိုကျွန်တော်တို့သင်ခဲ့ကြတဲ့အတွက်အမ်ကျွန်တော်တို့တိုင်းရင်းသားဒေသတွေမှာအမ်ဒီဒီအဲကျွန်တော်တိုင်းရင်းသားလူမျိုးတွေဟာအမ်ဘောနော်တော်တော်လေးဆင်းရဲဒုက္ခခံရပါတယ်အဲ့တော့ဒီကျွန်တော်တို့အာနာရှင်အစစ်စစ်ဟာတိုင်းရင်းသားဒေသတွေကိုသူတို့ တိုက်ခိုက်တဲ့ခါမှာတိုင်းရင်းသားဒေသတွေကလည်းမခံနိုင်လို့ပြန်ပြီးတိုက်ခိုက်ကြတဲ့ခါမှာ အဲသူတို့ကဘာလုပ်ကြလဲအမ်ဒီပေါ့နော်ဒီဟောပို့ဗျာဘယ်လိုခုံးလဲကလာမနိုင်ရခိုင်မဲဆိုသလိုအဲသူတို့ကဘာလုပ်ကလာမနိုင်ရခိုင်မဲဆိုသလိုဘာလုပ်ကြတာလဲတိုင်းရင်သားပြည်သူတွေအပြစ်မရှိတဲ့တိုင်းရင်သားပြည်သူတွေမှာနှိုက်ကော့အတိုင်းရင်သားပြည်သူတွေကိုတိုင်းရင်သားပြည်သူမိန်းကလေးတွေကိုမဒိန်ကျင့်ဒါတွေဟာစစ်အာဏာရှင်တွေရဲ့အဲစစ်အာဏာရှင်တွေရဲ့လောက်ရတယ်ဖြစ်ပါတယ်အဲ့တော့ဒီစစ်အာဏာရှင်တွေဟာဒီကျွန်တော် တိုင်းရင်သားပြည်သူမိန်းကလေးတွေကိုအပေါ်မှာ ဒီကျွန်တော်တို့ဒီအာအပြစ်မဲ့တဲ့ပြည်သူပြည်သားတွေအပေါ်မှာဒီလိုမဒိန်ကျင့်တပ်ဖြတ်သူတို့အုပ်သူတို့စိုးမိုးမှုရဖို့အတွက်အမ်သူတို့ကိုသူတို့ကိုကြောက်လန့်စေဖို့အတွက်ရက်ဆက်ရုံမှမှု အမျိုးမျိုးကိုလှုပ်ဆောင်နေကြတာဟာကျွန်တော်တို့တစ်ချိန်လုံးကသင်ခဲ့ရတဲ့သမိုင်းသမိုင်းအမားတွေကြောက်ဆိုရင်ဘယ်သူညှင်းနိုင်မလဲခင်ဗျာ ဒါလေးကိုလည်းတစ်ချက်ကျွန်တော်အနေနဲ့သုံးသပ်ခြင်းပါတယ်အဲ့တော့နောက်တစ်ခုကကြတဲ့ကဒီကျွန်တော်တို့လက်ရှိအဲ့ဒီချိန်တော့ဆိုလို့ရှိရင်ဒီပေါ့နော်ဒီဘယင်းအောင်တို့အနော်ရထာတို့ခက်တော့ဆိုလို့ရှိရင်ကျူပင်ခုတ်ရဲ့ကျူငုတ်ပါမကြံစရာဆိုတဲ့စိတ်ဓာတ်တွေနဲ့ခလေးတွေကိုပါတတ်ခဲ့တဲ့အပြင်ပျို့ပျို့ကြီးအကြည့်နေကြတယ်ပေါ့နော်အဲ့တော့ဒီအခုခက်မှလည်းဒီတိုင်းပဲဒီမင်းအွန်လိုင်းစစ်တက်ဟာတိုင်ရင်သားဒေသတွေအဲတခြားနေရာဒေသတွေမှာသွားတဲ့ခါမှာခလေးတွေပါတတ်တယ်ပေါ့နော်ဒီမွေးခါစားခလေးလေးတွေပါသူတို့တွေ့လို့ရှိရင်သူတို့ဟာတခါတည်းတိုက်ပြစ်ခဲ့တာပဲ ဲ့တော့ဆိုလိုတာကဒီလိုရဲရဲစစ်စစ်သက်ဖြတ်နေတာကိုကျွန်တော်တို့တချို့တိုင်းရင်းသားပြည်သူတွေတချို့လူတွေကအာဘောနောဝမ်းသာအားရထိုင်ကြည့်နေကြတာလို့ကျွန်တော်တွေ့ရပါတယ်။အာဟိုတလို့တော့ဆိုဒီကျွန်တော်တို့အဲ့ဒီမှာနေပြီးတော့ဘုံဒီအဲ့ဒီမှာနေပြီးစာသင်ကျောင်းကိုဒီပေးရင်မှာစာသင်ကျောင်းကိုလေရင်နဲ့ဘုံကြည့်ပလိုက်တယ်။အာတချို့တချို့ပြည်သူတွေကဘောတချို့ပြည်သူတို့မဟုတ်ဒီတချို့နတ်လက်ဘိန်းတောင်းနေပေါ့ဘိုးမတွေက အာတခါတည်းဟိုဘာသူတို့သာသမီမဟုတ်တလို့လို့အာဘောနော်ဒီလိုဟိုဘောနော်ပြောဆိုကြတာတွေအမ်ရေသာသူတို့ရဲ့ဒီဘုမှုခွင့်ရဆံမျက်နှာတွေပေါ်မှာဖြန့်ဝေကြတာတွေဒါတွေကျွန်တော်တွေ့နေရတယ်ဆိုတော့ဒါတွေကဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့သမိုင်းအမှားကိုသင်ခဲ့တဲ့သင်ခဲ့ဖူးတဲ့သမိုင်းအရာသာတွေကြောင့်ဖြစ်ပါတယ်အဲ့တော့ဒီကျွန်တော်တို့လူတိုင်းလူတိုင်းကသမိုင်းအမှန်ကိုသာသင်ရမယ်ဆိုလို့ရှိရင် ဒီလိုဖြစ်လာစရာအကြောင်းမရှိပါဘူးအမဲအွန်လိုင်းဆိုတဲ့ကောင်လည်းအာနာယူလာမှာမဟုတ်ပါဘူးအဲ့တော့ဒီမဲအွန်လိုင်းဆိုတဲ့ကောင်ဒီအာနာယူရတဲ့အကြောင်းရနံပါတ်1ကပါလေသမိုင်းအမားတွေကိုသူကိုယ်တိုင်သင်ခဲ့တဲ့အတွက်နောက်တစ်ခုကဒီသမိုင်းအမားတွေကိုသင်ခဲ့ပြီးတော့ဒီသင်ခဲ့ပြီးတော့ဒီသမိုင်းအမားတွေကိုပဲအဲဘယ်လိုခေါ်လဲသူကိုယ်သူသင်ခန်းစာယူခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုလိုမျိုးလှုပ်ဆောင်နေတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့နောက်ထပ်အာကျွန်တော်တို့ရဲ့နောင်လာမယ့်အနာဂတ်မျိုးဆက်သက်တွေလက်ထက်မှာဒီလိုသမိုင်းအမားတွေကို ပေါ့နော်မတင်ဘဲနဲ့မှန်ကန်တဲ့မှန်ကန်တဲ့သမိုင်းကြောင်းကိုသာရှပြပြီးတော့ကျွန်တော်တို့ရဲ့သားသမီးတွေကျွန်တော်နောင်လာမယ့်အနာဂတ်သားကလေးတွေကို သိအောင်တက်အောင်လုပ်ပေးစေချင်ပါတယ်အဲ့တော့ဒီကျွန်တော်တို့ခေတ္တဝါဆိုလို့ကျွန်တော်သမိုင်းကိုသင်ခဲ့ရတယ်ဘလို့သင်ခဲ့ရလဲရေးကျဲမှတ် ဖြေရေးမယ်ကျင့်မယ်မှတ်မယ်ဖြေမယ်ကျွန်တော်တို့မှာစဉ်းစားတွေးခေါ်ပိုင်ခွင့်အရှင်မရှိဘူးစဉ်းစားတွေးခေါ်လို့လည်းမရဘူး စဉ်းစားဖို့အချိန်လည်းမရှိဘူးကျွန်တော်ကဆရာမကနေပြီးတော့ဆရာမကနေပြီးတော့အဲ့ဒီမှာအဲ့ဒီရှင်တော်ဆိုလို့ရှိရင်အဲလက်ဖို့မှာမြေဖြူနဲ့ရေးပြတယ်ရေးပြတယ်ဒီဒါကိုရေးဒီဟာရေးပြီးဒါပဲဖက်ဒီတလားစာမွေးပြီးဒီတလားမှာဒီစာကိုရအောင်ဖက်ဒီတလားစာမွေးပြီးရင်အဲ့ဒီစာပြောက်နောက်တလားအတွက်မရှိတော့ဘူးနောက်တလားအတွက်ကိုနောက်ထပ်သင်ခန်းစာတစ်ခုထပ်ဖက်ဆိုတော့ကျွန်တော်တို့မှာစဉ်းစား အာဝေဖာသုံးသပ်ဖို့အချိန်ကျွန်တော်တို့မပေးဘူးနောက်တစ်ခုကစင်စာဝေဖာသုံးသပ်ပိုင်ခွင့်လည်းကျွန်တော်တို့မှာမရှိဘူးအဲ့တော့အဲ့တော့ကျွန်တော်တို့လည်းဒီတိုင်းလားမဟုတ်ဘူးကျွန်တော်တို့မိဖတွေကျွန်တော်တို့အဲကျွန်တော်တို့ရဲ့အဖိုးအဖွားတွေဒါတွေကလည်းသူတို့တွေလည်းဒီတိုင်းပဲတင်ယူတင်ယူနေကြပါတယ်တင်ယူခဲ့ကြပါတယ်အဲ့တော့ကျွန်တော်တို့လက်ထက်မှာလည်းဒီတိုင်းပဲတင်ရတယ်ဒီကကျွန်တော်တို့မှာသမိုင်းအမှန်ကိုမသိတော့ဘဲနဲ့မှားယွင်းစွာဖော်ပြထားတဲ့အာဒီသမိုင်း အမှားတွေကိုပဲကျွန်တော်တို့အဲတင်ပြီးတော့ကျွန်တော်တို့မှကိုယ်ပိုင်တွေးခေါ်ခွင့်မရှိတော့ဘဲနဲ့ရေးမယ်ကြည့်မယ်မှတ်မယ်ဖြေမယ်ဒါပါပဲဒီလိုဘွားနဲ့ပဲကျွန်တော်ရှင်သင်ခဲ့ရတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ဒီကနေ့တင်ပြချင်တာကအဲဒီပေါ့နော်ဒီကနေပြီးတော့ဒီကျွန်တော်တို့နောက်ထပ်တက်လာမယ်အစိုးရကိုပေါ့နော်ကျွန်တော်နောက်ထပ်ဒီတင်ပြချင်တာကကျွန်တော်ဒီသမိုင်းအမှားတွေကိုဖျောက်ပြီးတော့အမှန်တရားအတိုင်းရေးရှပြီးတော့ကျွန်တော်တို့တွေဒီနောင်လာမယ့်အနာဂတ်ကလေးတွေမှာ မဲအောင်လိုင်းလိုကောင်မျိုးမပူပေါက်လာစေဖို့အတွက်ကျွန်တော်ရှာပြတင်ပါတယ်ကျွန်တော်ကျောင်းစာတွေမှာစနစ်တကျနဲ့ကျွန်တော်တို့အဲသင်ပေးတင်ပါတယ်အဲ့တော့ဒီကျွန်တော်တို့ကဒီဘောနော်ဒီကျွန်တော်သမိုင်းကျောင်းမှာပါတဲ့သမိုင်းမှာပါတဲ့အာဘောနော်ဒီစစ်ဒီအဲ့ဒီမှာအနောယထာတို့ဘယက်အောင်တို့ကျွန်တော်သင်ရတဲ့ခါမှာအာဘောနော်သူတို့အဲ့ဒီမှာနေပြီးတော့အစိုးစွားပဲကျွန်တော်တင်ပြခဲ့သလိုပဲဟီးရိုးတယောက်လိုပေါ့နော်ပုံဖော်ထားပြီးတော့ အာသူတို့ဘာသာတရားကိုင်ဆိုင်တဲ့လူတွေအင်မတန်မှငြင်းချမ်းတဲ့လူတွေဆိုပြီးတော့အာခေါင်းယူဝင်းကြွားစွာနဲ့သမိုင်းစာပေတွေမှာရေးသားထားတာကိုကျွန်တော်တွေ့ရပါတယ်အဲ့တော့ဒါတွေကသူတို့ဟာတကယ်တကယ်တကယ်တော့သူတို့ဟာကျွန်တော်စိုးစားတင်ပြခဲ့သလိုပဲငြင်းချမ်းစွာသိမ့်ပိုက်ခဲ့ခြင်းမျိုးမဟုတ်ပဲနဲ့အဲဘွန်ဒီဘွန်ကဆက်မဲ့အဲဆက်မဲ့နဲ့အနိုင်ကျင့်မှုတွေနဲ့ Empire ရှစ်ထွန်းတိဆောက်ခဲ့ခြင်းသာဖြစ်ပါတယ် အဲ့တော့အဲ့တော့ဒီလူဒီလိုဒီလိုပြည်သူတွေသင်ကြရတဲ့ကျောင်းသုံးစာအုပ်မှာစူးစိနိုင်ခဲ့တယ်လို့သုံးနှုန်းတာငင်းချမ်းစွာစူးစိနိုင်ခဲ့လို့သုံးနှုန်းတာအကြမ်းဖက်မှုမတရားသိမ်းပိုက်မှုတွေကိုဖုံးကွယ်ပြီးတော့လူငယ်တွေရဲ့အတွေးခေါ်တွေကိုလူသားမဆန်အောင် ဖြစ်စည်းပြစ်လိုက်တာပဲတူပါတယ်ခင်ဗျအဲ့တော့ဒီအဲ့ဒီအဲ့ဒီတော့ကျွန်တော်အနေနဲ့အဲ့ဒီမှာတော့အဲ့ဒီမှာအနော်ယထာမင်းအကြောင်းကိုအဲဘာလို့သင်ကြားမယ်ဆိုလို့ရှိရင်ဒါကျွန်တော်အနေနဲ့ အာပြောစရာမရှိပါဘူးတတင်ကြတာတော့မမှတ်ပါဘူးဒါမဲ့ဒီမတရားကျူးကျော်သိမ့်ပိုက်မှုတွေကိုစူးစီးခြင်းစီလုံးခြင်းဆိုပြီးတော့အပြုတ်သဘောဆောင်တဲ့အသုံးအနှုန်းမျိုးတွေအသုံးပြုတာဟာဒါဟာနေပြီးတော့ဒီအာနာယူမှုတွေကိုလှည့်စားမှုဖုံးကွယ်မှုတစ်ခုသာဖြစ်ပြီးတော့ကျောင်းသားတွေကိုပါ နောက်ဆုံးပါလဲဗမာလူမျိုးကြီးဝါဒရိုက်သွင်းလိုက်တယ်လို့ဖြစ်နေပါတယ်ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ဒီကနေ့တင်ပြချင်တာက အာဒီပေါ့နော်ဒီကျွန်တော်ចောင်းစာတွေမှာသိမ့်ပိတ်ခံရသူတွေနာကျင်မှုတွေကိုပိုပိုလွန်စေအောင် ရေးသားပြီးတော့အာပေါ့နော်ဒီမတရားသိမ့်ပိတ်တိုက်ခိုက်တာဟာကျင်နာမှုကျင်နာမှုတစ်ခုလို့ဖုံးကွယ်ထားတာမျိုးမဟုတ်ဘဲနဲ့သမိုင်းအမှန်ကိုကျွန်တင်ပြစေချင်ပါတယ်အာသမိုင်းအမှန်ကို ရေးသားပြီးတော့တင်ပြစေချင်တာတင်ပြစေချင်တဲ့စန္ဒနဲ့အခုလိုမျိုးကျွန်တော်အနေနဲ့ဒီဗီဒီယိုကိုပြုလို့အရင်ဖြစ်ပါတယ်ခင်ဗျာ အဲ့တော့ဒီလက်ရှိနေပြီးတော့ကျွန်တော်သင်ရတာဗာလဲဆိုတော့အဲ့ကြောင်းသားတွေပုံမှာတကယ်သင်ကြတင်တာဗာလဲတမိုင်းဆိုတာဘယင်တွေရဲ့ဘုံတို့ဘွဲ့တော်တွေကိုရှင်းမွန်ခံဖွင့်ဖို့တက်တက်မဟုတ်ပဲနဲ့ရှူတော့အမျိုးမျိုးကနေကျွန်တော်ဗာလဲဝေဖန်သုံးသပ်ပြီးတော့ဘေဟာကအကြံဖိမှုမြောက်တယ်ဘယ်လိုလှုပ်ဆောင်ချက်တွေက ကောင်းပြီးတော့ဘယ်လိုလှုပ်ဆောင်ချက်တွေကလူသားတွေကိုထိခိုက်စေသလဲဆိုတော့သင်ခန်းစာတွေကိုသင်ကြားပေးတဲ့အကြောင်းကျွန်တော်ဒီနေ့တင်ပြခြင်းပါတယ်ခင်ဗျအဲ့တော့ အခုလက်ရှိကလည်းဒီမဲအောင်လည်းဗာပြောလဲအာနာသိမ့်တာကိုအာနာထိမ့်တယ်ဆိုပြီးပြောတယ်အဲ့တော့ဒီသမိုင်းစာပေတွေမှာလည်းဘယ်လိုရထားလဲစူစီခြင်းစီလုံးခြင်းဆိုပြီးတော့ဒီကျွန်တော်တို့အနောယထာတို့ဘယင်နောင်တို့ကြံဆက်သားတို့ဘာညာကောင်တွေပေါ့ဗျာအဲ့ဒီပုံကိုယ်တွေရဲ့အမ်အဲသူတို့ရဲ့အကြောင်းကိုရေးတဲ့ခါအဲ့ဒါမျိုးရေးသားထားတာတွေ့ရတယ်ဆိုတော့အခုလဲမဲအောင်လည်းကဗာပြောလဲအာနာထိမ့်ခြင်းဆိုပြီးပြောထားတယ် ဆိုတော့ကအမဲအွန်လိုင်းရဲ့အာနာသိမ့်မှုဟာပျောက်ကွယ်သွားပြီးတော့အာနာထိမ့်မှုကြရောက်လာတယ်။အာနာထိမ့်ဆိုတဲ့ဒီစကလုံးလှလှလေးတွေပေါ်လာတာပေါ့။အဲ့တော့ဆိုလိုတာကဒီမဲအွန်လိုင်းအာနာသိမ့်ခဲ့တာဒီဒီသမိုင်းအမောကိုသင်ခဲ့လို့ကြောက်ဖြစ်တယ်ဆိုလို့ရှိရင်ဒါအဲသင်ခဲ့လို့ကြောက်ပေါ့နော်အခုလိုမျိုးအာနာယူရခြင်းဖြစ်တယ်ဆိုလို့ရှိရင်အဲဘသူညက်ညင်းပါမယ်ခင်ဗျ။ဒါကြောင့်မို့လို့ကျွန်တော်တို့နောက်ထပ်ဒီမဲအွန်လိုင်းလိုကောင်းမျိုး မပေါ်ပေါက်လာစေဖို့အတွက်ကျောသမိုင်းအမှန်ကိုကျောလူလူမျိုးကြီးဝါဒပုံစံမျိုးရေးသားထားတာမျိုးမဟုတ်ပင်းနဲ့တိုင်းရင်သားညီနောင်အားလုံးစီစီလုံးလုံးရှစ်ခင်တက်အောင်ကျောင်းသားလူငယ်တွေကိုသင်ပေးသစ်ပါကြောင်းပြောကြရင်းနဲ့အဲဘောနော်အားလုံးကိုနှုတ်ခွန်းဆက်တာဂါရပ်ပြပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ